ုလိုမျိုးမီးမမှန်တဲ့အချိန်တွေမီးလုံးဝမရတဲ့အချိန်တွေမျိုးတွေမှာအားလုံးနဲ့အဆက်အသွယ်မပြောင်းအောင်ကိုဖုန်းရဲ့အားကိုဘယ်လိုမျိုးကြကြခံအောင်ဘယ်ချက်တွေလုပ်အောင်လဲဆိုတာကိုပြောပြပေးသွားပါမယ်အဲဒါကမတည်တဲ့လူတွေအတွက်ကိုပြောပြပေးတာပေါ့နော်ဒီဗီတာလူတွေကတော့ကျွန်တော်တို့ကြော်သွားလို့ရပါတယ်ဒီမျိုးလေးတွေမှာကျွန်တော်တို့လုံးပြပေးမယ့်ဖုန်းကတော့ကျွန်တော်မြန်မာနိုင်ငံမှာလူသုံးများတဲ့ဖုန်း brand ဖြစ်တဲ့ Xiaomi brand နဲ့အဖုန်းတစ်လုံးနဲ့ပဲကျွန်တော်လုံးပြပေးလိုက်မယ်အာဒီမျိုးလေးတွေမှာပြောပြတဲ့စက်တင်တွေကလည်းအခြားသောဖုန်း brand တွေမှာလည်းအရန်တော့မကွာခြားဘူးပေါ့နော် ဒါပေမဲ့ mail ဆိုအနေနဲ့မတည်ဘူးဆိုရင်ကျွန်တော်တို့ message ကနေတက်ဆင်လာမေးလို့ရတယ်။အာဒါမှမဟုတ် comment ထဲမှာလည်းမေးသွားလို့ရတယ်။ကျွန်တော်တို့ဖြေပေးပါမယ်။အဲတော့ပထမဆုံးတစ်ချက်ကတော့ကျွန်တော်တို့ dummy ကိုဖွင့်ထားပါပါတော့။အပုံမှန်ဖုန်းတွေမှာက live mode နဲ့ပဲလာတယ်။အဲတော့ dummy ကိုဖွင့်ထားမယ်။ dummy ကိုဘယ်နာသွားဖွင့်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။ကျွန်တော် display and brightness ထဲဝင်မယ်။အာပြီးကြရင်ဒီမှာ live mode နဲ့ dummy ရှိရပါတော့။အဲခါကျရင် dummy ကိုယူပြီးလိုက်။အဲဆိုမေးစီဖုန်းအားကပုံမှန်ထက်နည်းနည်းလေးပို့ပြီးတော့ခံသွားလိမ့်မယ်။ ။နောက်တဲ့တစ်ချက်ကကျတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့ကိုဖုန်းက refer rate ပေါ့နော် high refer rate ဉာဏ်ပါတဲ့ဖုန်းဥပမာ 120hz refer rate 90hz refer rate ဒီလိုမျိုး refer rate တွေပါတယ်ဆိုရင်ကျွန်တော်တို့ 60hz ကိုတော့ချိန်ထားရလိမ့်မယ်။အဲ့ဒါဆိုရင်ကိုဖုန်းကပို့ပြီးတော့ခံလိမ့်မယ်။အဲ 60hz ကိုဘယ်လိုချိန်ရမလဲဆိုတာလည်းကျွန်တော်ဒီမှာပြပေးလိုက်မယ်။ဒါကလည်းအခုနကပြောတဲ့ display and brightness setting တွေမှာရှိတယ်။ကျွန်တော်တို့ဘာမှလဲဆိုတော့ audio နည်းနည်းဆွဲချပြီးတော့ဒီမှာ refresh rate ဆိုတာရှိတယ်။ဒီမှာ default ဖြစ်နေပါတော့เนาะ8.1 line ။ဒီကကျွန်တော်တို့ custom နဲ့ test hack ကိုယူလိုက်ဒါဆိုရင်တော့ရပါပြီနောက်တစ်ခုကတော့ကျွန်တော်တို့ battery saving mode ပေါ့เนาะဒါလေးကိုကျွန်တော်တို့ဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ပထမဆုံး setting နဲ့ဝင်မယ်ပြီးတော့ကျွန်တော် battery ရဲ့ဝင်မယ်အဲဆိုရင်ကျွန်တော်တို့ current mode ဆိုတာရှိရပေါ့เนาะဒီမှာ balance ဆိုတာရှိတယ်ဒီမှာ performance mode လို့ battery saving mode တို့ ultra battery saving mode ရှိတယ်ဘာပုံမှန်ဆိုရင် battery saving mode လောက်လဲဆိုရင်လုံလောက်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကဖုန်းပြောရုံ message ပို့ရုံလောက်နဲ့အဆင်ပြေတယ်ကိုဖုန်းအောင်အကြာကြီးပို့ခန့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ အာထရာဗန်တီဆေးပင်မုတ်ကိုဖွင့်ထားလိုက်အဲဆိုရင်မိတ်ဆွေဖုန်းအားက၄၅ဆလောက်ထိပို့ပြီးတော့ခံသွားလိမ့်မယ်ဗတီဆေးပင်မုတ်ကိုကျွန်တော်တို့ setting နဲ့ကသွားပြီးတော့မချင်းကျင်ဘူးဆိုရင်လည်း control center ကနေပြီးတော့လွယ်လွယ်ကူကူလေးချိန်လိုက်ရတယ်အဲတော့ကျွန်တော်တို့ control center ဆွဲချလိုက်ဒီမှာအပောင်းဝင်တဲ့ battery လေးရှိရပါတော့အားလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင် battery save mode ကို on သွားလိမ့်မယ်။နောက်ထပ်လိုအပ်မယ့်အချက်တရတော့ကျွန်တော်တို့ wallpaper တွေထားတဲ့အချိန်မှာကျွန်တော်တို့လှုပ်နေတဲ့ light wallpaper တွေ graphic အများများတဲ့ wallpaper တွေထားမယ်ဒါအခုလိုမျိုးရိုးရှင်းတဲ့ wallpaper လေးထားတာ။နောက်ပြီးတော့ကျွန်တော်တို့ကိုပေါ့နော် wifi တို့ bluetooth တို့ location တို့ဒါတွေကိုကိုကမလိုဘူးဆိုရင်မသုံးဘူးဆိုရင်လည်းကျွန်တော်တို့အခုလိုမျိုးပိတ်ထားတာကရစီရဲ့ဖုန်းအကိုပို့ပြီးတော့ခံနေနေတယ်နောက်ဆုံးချက်ကတော့ကျွန်တော်တို့ဗာလဲဆိုတော့ကိုသုံးမိတဲ့ application တွေပေါ့နော်ဥပမာဆိုဒီမှာ application တွေကျွန်တော်သုံးတယ်သုံးဖို့ကကျွန်တော်တို့ကျွန်တော် reset bar နေပြီးတော့သွားရှင်းပြလိုက်မယ်ဆိုရင် message ဖုန်းအားကပို့ပြီးတော့ခံသွားပါလိမ့်မယ်အဲတော့ဒီ view လေးကကျွန်တော်တို့ဒီလိုမျိုးအခြေအနေမျိုးတွေမှာဖုန်းအားကိုကြာကြာဘယ်လိုမျိုးခံအောင်လုပ်ရမလဲဆိုတော့ပြောပြပေးတာပဲဖြစ်ပါတယ် ားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ stay safe ပါ